အခုကကြတော့အမ်ဒီနေ့ကဗမာရဲနေလေဆိုရင်စတက်လာပိုင်း7ရက်နေ့အဲ3နာရီနဲ့30နဲ့3မိနစ်ပေါ့နော်အဲ့တော့ယူရဲရောက်နေပါတယ်ရန်သီကတော်တော်အေးပါတယ်မနေ့ကညလို့အရန်ဝင်ရန်ဝင်အေးရပါတော့သူက8လားပဲရှိရအဲ့8ကပြီးတော့၄ရက်တည်းအောင်တိုက်နေတယ်လုံးဝအေးရပါတော့ဒီနေ့မနေ့လည်းအဲ့ဒီအေးတဲ့ရန်အရင်မပြီးတော့ အခုကမြို့ထဲရောက်နေဘာလာလောက်တော့လဲဆိုတော့အချိန်ပိုင်းလောက်လာ၆တော်တော့ဖြစ်ပါတယ်အခုကအချိန်ပိုင်းလောက်ရဲ့အဲ့ဒီအဲ့ဒီစာစာတောက်ဆိုင်ရဲ့ရှင်းတော့ရောက်နေပြီပေါ့နော်အဲနောက်မှဂျိုလီဘက်စတာလို့မြင်လာပြီဒီကောင်ဒီကောင်အဲ့ဒီကိုအာအင်တာဗျူးသွားမှာပေါ့နော်ဒါမသွားခင်ဒီဘက်ကတိုကျူပါမှာဟိုလောဆန်မှာမဟုတ်ဝင်စားတာပေါ့ဒါကြောင့်အစာလေးဖြည့်သွားဘူးအဲ့တော့ကော်ဖီကော်ဖီမောင်းလဖက်ယူတာ ဗီဒီယိုရိုက်ဖို့ကမင်းမင်းညေဗျာမေးရတယ်ဗါတယ်အကြောင်းရမို့ဗါတယ်မေဗီမွေငါလည်းပြောတော့လို့ဟေးရာမန်သားဆားနေလို့ဗောနော်ရာမန်သားဆားနေလို့အင်တာဗျူးဖြစ်တယ်အင်တာဗျူးဖြစ်လို့ပြီးသွားတော့အာပိုက်ဆားနေရာမန်သားဆားတယ်အင်တာဗျူးရှင်နေမလို့လဲဆိုရင်တော့မလေးမာမာလို့ပြောချင်ပါတယ်ဘာလို့လဲဆိုရင် သူက resume ကြည့်သွားရမလို့ဘောနော်အခုဟာရေသူကအာ resume မလို့တော့ပြောပြောလဲဆိုသူရဲ့ resume ကိုကိုကဖြည့်ပြရသူရဲ့သူရဲ့ဆိုင်ကိုကိုက resume ရှိရပေါ့ကွာအဲအဲ့ဒါကိုဖြည့်ပေးပြီးတော့မှပြီးကြရဆိုရင်ပြောတော့ဒီဘက်နေမှာစကားလေးနမေးရပေါ့နော်ဘယ်နေမှာလုံးလုံးနိုင်တော့ဘယ်ကနေဒါတော့ပေါ့နော်ရွှေရှင်ကဘယ်မှာတော့ပေါ့ညမရွှေရှင်ပေါ့ကွာအဲအဲ့လိုမျိုးကနေတခြားအလုပ်တွေပါရောလုပ်ပါသလားလို့ပြောပါညာပေါ့အဲ့ဒါပြီးတော့မှ အဲဖုန်းဆက်လိုက်မယ်ပေါ့နော်ဒီဆာမထည့်ထားတဲ့ဖုန်းနံပါတ်ကိုဖုန်းဆက်လိုက်မယ်တဲ့အဲအရှာလျှောက်တဲ့သူတွေလည်းအများကြီးသေးလို့နည်းနည်းပေါ့နော်တရနေ့တော့ကြာမယ်ပေါ့အဲ့လိုပြောပြီးတော့ပြီးသွားရောအစမပြေတာမျိုးရတာမရှိတော့မရှိခဲ့ပါအဲ့ကနေမင်းကစအဲ့လိုပြရမန်စာရမန်စာပြီးတော့အကွာဒီကောင်ဒီကောင် ယူမတာအာယူမတာမှာအာဇေဝင်ဝင်တယ်ပေါ့နော်ဆံဝဲတာဆံမရှိတော့လို့အဲ့ဒါပြီးတော့လို့ရှိရင်အခုကဘယ်လိုလဲဆိုတော့ကန်းကြီးတို့ဒါကန်းကြီးယူရဲလိုက်ကန်းကြီးကိုလာလိုက်ရမှာကျင်းနေတာနော်အဲ့ဒါပြီးတော့လို့ရှင်တော့ပြန်တော့မှာဖြစ်ပါတယ်ဒီနေ့ ခွန်ခဲ့တာလေးပြောပြပေးရစီခွန်ခဲ့တာလေးပြောပြပေးရစီအာဒီနေ့အခုကကဗနင်းနေ့လေဆိုရင်15ရက်နေ့စတက်လာမယ်15ရက်နေ့အခု17ခွဲပြောနော်အဲ့တော့တကယ်တော့အာကိုကဘယ်ရောက်နေရလဲဆိုရင်ယူမဲထောင်းကိုရောက်နေရပါတော့ယူမဲထောင်းယူမဲထောင်းမှာဒီဟာရမန်ဥရောဆိုင်ဟောအင်တာဗျူးလာဖြစ်ရပါတော့အဲ့ဒီဘက်ကျတော့ခွန်ခဲ့ရလေးကိုပြောပြပါဦးအဲ့တော့နေ့ မနက်ကအဲ့ရဘေကင်းထားလဲဆိုရင်ပေါ်မှာထားတယ်9နာရီခွဲပြောပြော7နာရီချိန်တာပါဒီမှာလေအခုပဲထားပြီးတော့မနက်စပါးညစားပြီးတော့ပြင်လိုက်တာ7နာရီထိုးရောကနေကကိကိုရောက်တော့7နာရီ7မိနစ်မိပါမလားဆိုပြီးသွားလိုက်တော်သေးရမိတို့ဒီမှန်းတော့ရောက်တော့ပေါ်ဖြစ်နေပြီ9နာရီနဲ့50နဲ့မှ9မိနစ်ဖြစ်နေသူတို့ဆိုင်ရှိရောက်တော့ကွတ်တီးပဲအဲ့ဒါသူတို့ပြောလိုက်တော့သူတို့ကနေမှဒီ resume လေးပြီးတယ်ပေါ့နော် အဲရီဇိုနာကိုဖြည့်လိုက်တယ်ဖြည့်ပြီးတော့အာအကုန်လုံးဖြည့်ပြီးတော့ပြီးပြီလို့ပြောတော့သူကအင်တာဗျူးတယ်ပေါ့နော်ဗျူးတဲ့အခါမှာအဲ့မှာမီးခွန်းနေရတော့မီးတာပေါ့တူတူအဲလိုမျိုးဟိုကတည်းကမီးတယ်ဟိုကတည်းကမီးတယ်မင်းရနေတခုကျော်ဘယ်လောက်ထိရေးနေဖတ်နိုင်လဲလဲဆိုရင်မင်းကဒုနောကူတိုင်းတော့အာခက်ခုရခက်ခုရမှုပေါ့နော်ခုတူဒက်ကီမက်စကပေါ့အဲအဲ့တော့ဘယ်လောက်ထိလုံနိုင်လဲဆိုတော့လုံနိုင်နေပေါ့အဲတော်တော်လေးတော့လုံနိုင်နေဆိုပြီးတော့ပါ တော်လေးတော့ပြောဟောလို့တော့လုံးနိုင်နေဆိုအကြောင်းပြောပြလိုက်ပြီးတော့မှဥပမာအဖြစ်လို့ဆိုပြီးတော့အဲ့ဘာလဲအဲ့ဒီ resin ဆိုင်ပေါ်ကနည်းနည်းလွယ်မဲ့တင်နေစာလေးကောက်ထောက်လိုက်တာထောက်ပြီးတော့ဖက်ပြတော့ရှိပြဈာတဲ့အလေတည်းကခန်းကြီးရကွဲထောက်ပြီးသွားပြီးတော့ဘာမှမသိတော့ဘူးအဲ့ဒါပြည့်ရှင်းပြလိုက်ရည်ရောနော်အဲ့တော့မြန်မာနေမှာအခုမှပေါ့နော်ဂျပန်လာတဲ့ဆိုတော့အဲ့အဲ့ဒါရန်အကျွမ်းသေးလို့ပေါ့နော် အဲ့ဒါမှလည်းပဲကျိုးသားပါမယ်ဆိုကြောင်းပြောပြနေအဲအီကေကန်ဒစ်နေကောင်းနေအတွေ့အကြုံကောင်းတစ်ခုတော့ရခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်လျှောက်တာအခုဆိုရင်ဒါ၆ခုလောက်တော့ရှိသွားပြီအင်တာဗျူးကနှစ်ခုခေါ်ခိုင်းရတယ်ပေါ့နော်နောက်တစ်ခုကလည်းသူက schedule လောက်တာအဲ online ကအဲ့ဒါတက်နေရလားမသိဘူးတိုက်ဆိုကအဲ့ဒါဘယ်လိုလုပ်ရမလဲပြန်လုပ်ကြည့်အောင် တော့ဟိုတယ်လုံးတစ်ချောက်တာတော့သူကတော့တော့တယ်ဆာမပြန်သေးဘူးပေါ့နော်ဒါဝင်ကောင်းမလို့ဘူးဘာမဟုတ်ရင်ဒါဝင်ကောင်းမလို့ဘူးအဲခုကဈေးဝယ်ပြီးတော့ပြန်လာပြီပေါ့နော်ပထမတစ်ထောင်ပဲကျန်တော့ ကာကာအပြင်ရှော့ရကားတပေးလိုက်350ပဲကျန်တော့ဘမလှုပ်မိရတော့၄၀ဆာလို့မရတော့ပြင်တော့ဘယ်စားဟာမယူလာလိုက်ရဘောနော်လော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 အဲ့မလို့ဒီဒီလေးလာလို့တော့မဟုတ်ဘူးဆိုတော့တော့တော့ရှိမှာရှိတော့မှာအာကျန်တော့ဝင်ကြည့်လိုက်နောက်မှာဟိုတူတီရာတင်မောင်းပြင်နေဟိုကတော့ရှိမှာကားလေးနေတာတော့မသိဘူးအဟွာလေးတည်တည်လေးရမ်းမယ်နော် အခုကဘာလို့မလဲဆိုရင်အဲထုံးစံတိုင်းတော့ယူမဲတော့ထွက်လာပြီထွက်လာပြီဆိုတော့အကန့်ကြီးခဏတော့ထိုင်ပြီပေါ့နော်ထိုင်ပြီးတော့ပြန်တော့မှာဖြစ်ပါတယ်အဲဒါနဲ့ဟောပေါ့အင်တာဗျူးဟာခုမှမမရလို့ဘာလဲဆိုရင်အဲအင်တာဗျူးတုန်းကသူကမှားလိုက်တာပေါ့နော်သူတို့ဒီလိုမျိုး random ကိုပြန်လှုပ်လိုက်မျိုးပေါ့ဟုံးဆက်လိုက်မျိုးပေါ့နော်ဒီဆက်သွဲမဲ့နံပါတ်ကို ဟိုကသူတို့ဒီလက်ခံနေဆိုလို့ရှိရင်ပေါ့သူတို့ရဲ့ဒီ recruitment လုပ်တဲ့လူကဒီလူခေါ်မယ်ဆိုလို့ရှိရင်ဖုန်းဆက်လိုက်မယ်တဲ့အကယ်၍များမခေါ်ဖြစ်လို့ရှိရင်တော့ဖုန်းမဆက်တော့ပါဘူးတဲ့ဆိုတော့အဲ့လိုမှလိုက်တော့မှတခုတွေးမိတော့ပါဘောနော်ပြီးခဲ့တဲ့ရက်ကဂျိုလီဘတ်စတောင်းအင်တာဗျူးလာခဲ့တော့လည်းဖုန်းဆက်မပြောဘူးခုထိမဆက်သေးဆိုတော့အော်တည်မလားအင်းဒါပေမဲ့ အစိုးဘက်ကမြင်ဖို့ကဆုံးလုံးပါသေးရဲ့တပတ်တော့မရှိသေးဘူးလေဟုတ်တယ်မလားโอเคโอเคဆက်ရှိတိခန့်နိုင်ကြမယ်